ခုအချိန်မှာဒီကျွန်တော်ဘာရင်းနိုင်ငံကပေါ့နော်ဟိုတယ်နဲ့အလုပ်ဆောင်ဖို့အတွက်အချိန်ကောင်းလားမြန်မာအဲတုန်းကရာသမြအလုပ်တွေကုန်လျှောက်တာကိုယ့်ဘာသာကိုဘယ်လောက်ပဲ experience ရှိရှိ experience ရှိရှိမလောလောဆယ်ဒီဘက်ကထဲမှာစင်ပြေနေတဲ့အချိန်မှာကဘာရင်းနိုင်ငံနဲ့ပါပြီးတော့လေအချိန်ကလာကြဘာဖြစ်ရပါ့မလဲဒီ Germany နဲ့ Savage Church နဲ့ပေါင်းရင်လာကြထက်တော့များတော့ဒီ high season တိုင်းတစ်လောက်နှစ်လောက်လုံးဆက်ကြည့်လို့ဒါမှမဟုတ် August အလောက်ဆိုမှစီးနေခြင်းနဲ့ဒီ kilometer platform တွေလည်းပြီးတော့ဒီဘာရင်းနိုင်ငံပြပါ high sales ဒီလိုမှ hiring လုပ်တဲ့ process ရှိတယ်เนาะအဲ့ဒါဆိုလည်းဒီလက်မှတ်ခါ ီစာခပါပါပါမှာပေါ့ကွာသူတို့တက်တာပေါ့နော်ဘလို risk လို့ရှိတယ်ဥပမာအခု၅သိန်းကျော်၆သိန်းဒီကဗီတီဆိုရင်ဒီ50လောက်ရှိတယ်ဒီကဒီပေါ့နော်နောက်ထပ်အလုပ်ရှာလို့အကောင်းဆုံး platform တွေကအားရအင်္ဂလိပ်စာတက်ရင်တော့စေးပြီးပါအင်္ဂလိပ်စာတက်ရင်တော့တောက်ပြန်မနက်မှာကတော့ကျွန်တော်ကတော့ဒီအောင်ရှိတဲ့ study လုပ်တာ။ကျမ်းများလို့ပြောလို့ရတယ်လားတဲ့။ဒါတော့ဝင်စီရမယ်။မြန်မာငွေနဲ့လောက်လောက်တာ။အကျန်လေးပေါ့။ဒီဌာနက6ပဲ။ဟောဒီဌာနတွေကတော့အဆင်ပြေလဲဆိုတာ

မြန်မာပြည်ကထွက်လာတဲ့အချိန်မှာပေါ့ယောက်ျားလေးတွေကပို့ပြီးတော့များရတယ်ပေါ့နော်အဲ့ဒီယောက်ျားလေးတွေတော့ရှိနိုင်တယ်အနေအထားအခြေအနေကြောင့်ယောက်ျားလေးတွေပို့ပြီးတော့ထွက်လာကြတယ်ဒီတစ်ခေါက်မှာတော့မိန်းကလေးတွေပါအနေရှိနိုင်တယ်ဆိုတော့မိန်းကလေးတွေကလည်းလာကြတာပေါ့နော်ထွက်လာကြပြီးထိုင်းနိုင်ငံရောက်နေကြတာတွေဖီလန်ရောက်နေကြတာတွေလာအိုပါခနာနေနေကြတာရှိရပေါ့နော်သူတို့တွေကလည်းဒီသူတို့ prefer ဖြစ်တဲ့အနောက်နိုင်ငံတွေကိုသွားရှင်ကြတယ် Middle East ကိုသွားရှင်ကြတယ်ပေါ့နော်အဲ့တော့ mainly တော်တော်များများကျွန်တော်ပြီးရတော့မိန်းကမှ10ယောက် အထက်လောက်ရှိအစရောက် plus လောက်ရှိတယ်ပေါ့နော်ဘာလဲဆိုတော့ဒီ middle east နိုင်ငံတွေကိုပေါ့နော်တွားလိုက်အခါမှာသူတို့လုံခြုံကားပေါ့ main ကြီးအတွက် middle east ကလုံခြုံမှုရှိရလားဆိုတော့မေးလာကြတယ်။ဘာလို့ဆိုတော့သူတို့ကိုယ်တိုင်တော့သူတို့မိဘတွေပေါ့ပေါ့ဒီဟိုဟာပေါ့ UAE နိုင်ငံတို့ Bahrain နိုင်ငံတို့အဲတညိုးထိုးပြအမေပေါ်မှာလည်းညိုးထိုးပြဆိုလို့ရှိရင်သူတို့ကိုယ်တိုင်လည်းတကယ်အဲတော့အရင်ကတော့မသိခဲ့ဘူးပေါ့နော်အခုမှ Bahrain ကတော့ hotel life နဲ့ကောင်းတယ် UAE ရောကောင်းတယ်ဆိုတော့သူတို့စသီလာတော့ဒီနိုင်ငံရဲ့ကားချောက်တိဖို့ဆိုတော့မလွယ်ဘူးပေါ့အဲတော့အဲကျွန်တော်ခုမေးချင်တာကတော့ဒီ ဘာရင်းနိုင်ငံကပေါ့နော်ဒီမိန်းကလေးတွေနေထိုင်ပြီးတော့အလုပ်လုပ်မယ်ဆိုရင်တို့ရဲ့အလုံးလုပ်ငန်းခွင်ထဲမှာပေါ့ဒီ personal life ပြန်မအောင်ပေါ့နော်လုံခြုံမှုရှိရလားဆိုတာလေး concern ရှိကြတယ်ပေါ့အဲ့လေးဆက်ပြတာပြောင်းရအောင်။อืมဒီဘာရင်းနဲ့ဒီ GCC နိုင်ငံအကုန်လုံးကသူကအဲအစ္စလာမ်နိုင်ငံဖြစ်တဲ့အတွက်ဒီမွတ်စလင်နိုင်ငံဖြစ်တဲ့အတွက်မိန်းကလေးတွေအတွက်ပို့ပြီးတော့ safe ဖြစ်တယ်။အဲဒီအေရှားဘက်နဲ့ရှင်ပေါ့ဥမာပြီးတော့နောက်တစ်ခုကကျတော့ဒီအိမ်တကားတွေကဆရာညီမဒီ ူဘိုင်းမှာနေခဲ့တဲ့နှစ်နှစ်နှစ်ခွဲလဲခါမအင်တကာလောမခတ်ဘူးဘာရင်းမှာနေတဲ့ဟာလဲလောမခတ်ပါတော့ဆိုတော့အခုလဲလောမခတ်ဘူးရှင်းမယ်ဆိုလို့ရှိရင်ယူရိုပထက်လဲဆေးဖြစ်တယ် GGCC ကလေပြီးတော့ main place ဆိုရင်လဲလုတ်တယ်အခုအဲကို harassment လုတ်တာဖြစ်ဖြစ်ကိုအဲ့လိုမျိုးရှိခဲ့လို့ရှိရင် Asia နဲ့သွားပြီးတော့ပြောလို့ရတချို့တော်တော်များများ company အကုန်လုံးကအဲ့ဒါဆိုရင်အရန် serious နေတယ်သူတို့ punishment ပေးတယ်ပေါ့နော်ဥမာလုတ်ထုတ်ဖြစ်တာ ဲ့လိုမျိုးပေါ့ညီမဆိုရင်တော့ဒီ GCC ကပို့ပြီး safe ဖြစ်တယ် main ကလေးအတွက်ဆိုနေတယ်လေဟုတ်အဲ့တခုတော့ကျွန်တော်လက်သတိထားမိရပေါ့နော်ကိုရာဒီ UAE မှာရောက်နေတဲ့အချိန်တော့နောက်တခြားတငယ်ချင်းတွေပေါ့နော်သူတို့ကာတာမှာရှိတဲ့တငယ်ချင်းရှိတယ်ဘာရင်းရောက်သွားတဲ့တငယ်ချင်းရှိတယ်နောက်ပြီးတော့ Kuwait ပေါ့နော် Kuwait မှာလုပ်နေတဲ့တငယ်ချင်းရှိတယ်သူတို့ပြပြတော့သူတို့လည်းမထင်ထားဘူးပေါ့နော်ဒီလောက်ကြီးရန်စစ်ဖြစ်တာပေါ့เนาะအာပြောရရင်ဘလော့ဘောက်ရောက်သွားတင်နေချင်းတောင်မှသာပြောရပေါ့เนาะငါက အဲ့လိုနဲ့ဒီ UAE မှာမင်းတို့နဲ့နေခဲ့တော့ကွာနည်းနည်းပိုစိတ်ဖြစ်တယ်။အာ Euro မှာတော့မသိပြီးတော့စိတ်မဖြစ်ဘူးပေါ့နော်။နည်းနည်းလေးစိတ်ပုံနေရအစီပြေတယ်။အဲ့ဒီ Middle East ကအရန်ပေါ့နော်စိတ်ဖြစ်တယ်ပေါ့ဟိုပထင်ထားရလောက်အောင်ပဲ စီကန်တွေလည်းအရင်တင်ချက်တယ်။နောက်လူတွေရဲ့ attack တွေလည်းအရင်ကောင်းတယ်။အခုဆိုလည်းအမှားမခံဘူးနော် security system တွေရော CCTV တွေလိုမျိုးရောနောက်ဒီကိုနေရနေရာကိုလုံးတော့လုပ်ငန်းခွင်တော့လမ်းမှာတွားလာတော့အရင်စိတ်ဖြစ်တယ်ပေါ့နော်ဒီစီနိုင်ငံတွေကအဲ့လိုမျိုးလေးတွေကျွန်တော်ပြန်ပြီးတော့သိရတယ်ပေါ့နော်ဆိုတော့ environment နိုင်ငံတွေ permit တွေအတွက်လုပ်ငန်းခွင်မှာရောဒီကိုနေထိုင်တဲ့ accommodation မှာရောတွားလာတာရောလုံးဝစိတ်ဖြစ်ပြီးတော့စိတ်ဆန္ဒချတွားလုံးလုံးလို့ရတဲ့နိုင်ငံတွေကိုကျွန်တော်ယူဆလို့ရတယ်။ပေးနေရနဲ့ပဲရှင် GCC ကတော့ ဟုတ်ကဲ့ဟုတ်ဆိုတော့အဲတချို့ကတော့ပေါ့နော်ဒီဂျူလီယာရေပေါ့ကျွန်တော်တို့ဒီမြန်မာရဲ့အစ်ရယ်ရေပေါ့နော်ကျွန်တော်တို့ UAE ဆိုတော့ဒါလုံလုံအတွေ့အကြုံလေးပေါ့နော်ဒါ၅နှစ်တန်လေးဆက်နှစ်တန်လေးရှိကြတယ်နောက်ပညာရေးတွေအဲ့ဒီတော့ကတော့ဖောက်ဖောက်သိယူခဲ့တာတင်တန်းတက်တာတို့တက်ကလူတက်တာတို့လောက်ခဲ့ရပေါ့နော်အခုဒီအသက်18 19 20လောက်နဲ့ထွက်လာရတဲ့အနေလေးတွေကကျွန်တော်တို့ကအခုလက်ရှိမှာ ပညာရေးပါရေးပေါ့နော်မဆုံးခန်းတိုင်သေးဘူးပေါ့နော်ဘွဲပါရေးသူတို့မလုပ်မပြီးသေးဘူးအာကျွန်တော်တို့ဒီ vocational training လေးလက်သေးစာမတက်ခဲ့အောင်ပေါ့နော်ဆိုတော့သူတို့ကသူတို့ရဲ့ပညာရေးဒီမှာလမ်းဆုံးသွားကြမှာပေါ့အရင်စစ်ကြရပေါ့နော်အဲဒါအာကျွန်တော်သိချင်တာကအခုဒီ UAE ရဲ့အတွေ့အကြုံနဲ့ဘာဝင်ရဲ့အတွေ့အကြုံပေါ့နော်မြန်မာနေနဲ့ဒီကြောင်းတက်ရင်းနဲ့အလုပ်လုပ်လို့ရလားဒါမှမဟုတ်ဖတ်တိုင်းလုပ်လို့လို့ရလားပြီးတော့ဒီသူတို့ရဲ့ landing pad တို့ပေါ့နော်တည်ယူမှုတွေကိုအရက်တံပဲနဲ့ဆက်ပြီးတော့တည်ယူနေလို့ရနိုင်လားဆိုတာဒီအချက်လေးပြောပြပေးပါဦးခင်ဗျာဟုတ် အာဒီအခုနောက်ပိုင်းအလုပ်လုပ်ငန်းရှင်တော်တော်များများသူတို့ကမင်းဖယ်ကြောင်းမှပြီးခဲ့လဲဆိုတာဆိုရင်မင်းဘာလို့လုပ်ခဲ့လဲဆိုတာဝယ်ပို့ပြီးစိတ်ဝင်စားတာပေါ့နော်အခုမှညီမအခုဒီကြောင်းကပွဲရရင်တော့ညီမဟိုမှာယုံကြည်ကိုယ့်ကိုယုံကြည်မှုမရှိဘူးအင်တာဗျူးသွားတဲ့ခါဆိုညီမ position ကအနှိမ့်ဆုံးပြန်ရမှာပဲကြောင်းဘလောက်ပဲပြီးခဲ့ပြီပဲပြင်တဲ့ကကြောင်းပဲဖြစ်ဖြစ်ကမ္ဘာမှာနံပါတ်1ပဲဖြစ်ဖြစ်ကိုကိုယ်မှာ experience ရှိရင်ရှိသလောက်ပေါ့နော် common sense ရှိရင်ရှိသလောက်ရတာ哦ပြီးတော့ဒီဒူဘိုင်းမှာ ကျောင်းထက်တာတို့ပထမကျောင်းထက်တို့က cost ကအရင်များရမရှိဘူးဆိုရင်တော့ညီမဒီကျောင်းကတော့နည်းနည်းတန်တယ်လို့ပြောရမှာတစ်နှစ်လုံးမှာမှ तू က300လောက်ပေါ့တစ်နှစ်လုံးမှာတော့တတလားမဟုတ်တစ်နှစ်လုံးအဲ့တော့မှညီမကဒီ6လကကြတော့ practical sin နဲ့အတွက်ပတ်စံမြင်ရအောင်ဒါပေမဲ့ဒီ၄လ internship sin လို့ရှိရင်မမြအောင်ဆိုတော့ညီမငွေ၁၀သိန်းပေါ့ဒါ internship ရဲ့လစာပေါ့ဒါပေမဲ့ UAE ပေါ့နော် internship အနေနဲ့က7သိန်းလောက်ကတော့ရ။ကျောင်းတက်မယ်ဆိုရင်ညီမကတော့ကို့မှာပတ်စံအရန်ရှိတယ် scholarship တို့ဘာလို့ရှိရဆိုတော့ရတယ်။ကျောင်းတက်တာတော့ပုံစံပြေရဲ့ကျောင်းတက်ပြီးတော့လုပ်လို့မဟုတ်လို့ရှိရင်ကျောင်းကို့အတွက်အရန်များွားလိမ့်မယ်။ဥမာကို့အဆင်မပြေဘူးကို့ကအလုံးလုံးမှအဲမိဘကိုလည်းပြန်ပို့ရမယ်ဆိုတော့ညီမကတော့ကျောင်းဘက်ကိုခဏထားပြီးတော့ဒီအလုပ်ပဲလုပ်ထော်တတော်တော်များ Hilton တို့ Marriott တို့ကသူကဘာဖြစ်လဲဆိုတော့ကို level မြင့်လာ supervisor တို့ဘာလို့ဖြစ်လာလို့ရှင်သူတို့မှာ program ရှိရယ် တနှစ်နဲ့6လအဲ့လိုတက်ပြီးွားရင်တို့ဟိုဘွဲရတာတို့ရပြီလို့ရှိရင်ဒီ manager သူ management အာ training ပေးတာပေါ့နော်အမ်နေရာတိုင်းမှာမူတည်ပြီးတော့နာမည်ကတော့ကွဲသွားရတယ်ဒါပေမဲ့ပြီးလို့ရှိရင်အဲ့တင်တဲ့စင်တာနဲ့တို့ကဒီ manager ဖြစ်တာပေါ့ဒီကညီမ hotel အလုပ်ယူလို့ရှိရင်ကိုအထွေးကြုံပထမဆုံးယူတဲ့ခါမှာဘယ် brand ပါညာမကြည့်ပဲနဲ့ယူ ဥပမာပါကိုကရှောက်တဲ့လုပ်တွေအများကြီးထဲမှာ5 star လည်းခေါ်တယ်3 star လည်းခေါ်တယ်ဆိုတော့ of course 5 star ကိုယူရမှာပေါ့ဒါပေမဲ့ကိုကိုခေါ်ရလဲ3 star 1 star ဆိုအမှရင်ရှောက်ပြီးတော့မှ5 star ကို join join ပြီးတော့မှအဲ့လိုမျိုး hotel တခုမှဥမာ Hilton တို့ဘာလို့ဆိုအဲ့လိုနေရာမှာ stick လုပ်လိုက်တာအရန်ကောင်းတဲ့ brand ဝန်ထမ်းပေါ်လည်းအရန်ကြီးအဲ့ဒီမှာမှာ supervisor လောက်ရလာပြီဆိုရင်ဒီလို program တစ်နှစ်နဲ့6လလောက်ရှိတဲ့ဟာကို join join ပြီးွားလို့ရှိရင် co manager level လောက်ရတယ်ပေါ့နော်အဲ့တော့အကြောင်းကတော့ညီမက ဆိုရင်အရင်မတည့်ဥမာတက်မယ်ဆိုရင် part time လဲအဲ့လိုလုံးလို့ရတာမဟုတ်လေဥမာကိုကြီး US မှာလုံးမယ်ဆိုရင် part time နေနဲ့ကိုကြီးကြောင်းစင်တာနဲ့တော့လုံးလို့ရဒီမှာ part time နေနဲ့ခေါ်ရဆိုအရင်ရှာဆိုတော့ဒီပညာရေးတပိုင်းစားဖြစ်နေတဲ့ opportunity လေးရဆိုလို့ရှင်လဲဒါစုံငန်းတိုင်သွားတော့မဟုတ်ဘောเนาะကျွန်တော်လုပ်ငန်းဝင်ဝင်နေရင်းနဲ့လဲလုပ်ငန်းဝင်မှာကျွန်တော်ဒီမြန်မာနိုင်ငံက class တွေကို online ကနေညက်တက်တာမျိုးပဲဖြစ်ဖြစ်เนาะနိုင်ငံခြားက class တွေ course တွေကိုကျွန်တော် join တာပဲဖြစ်ဖြစ်လဲလုပ်လို့ရတယ်အဲ့ဒီပြင်ဒီ hotel မှာလုပ်လို့လိုက်ပြီဆိုရင်ကျွန်တော် hotel ရဟို training တွေပေါ့เนาะ Skype ပေးရပေါ့เนาะဒီ department တွေ training တွေရှိမယ်ဆောနာပြောဆို cross training တွေရှိမယ်အဲ့ဒီပြင်ဒီ hilda မှာဆိုလဲသူ program နဲ့သူရှိရပါတော့ဒီလိုပဲ accor တို့ america တို့မှာရှိရပါတော့ဒီသင်ပေးတဲ့ program မရှိရဖြစ်တဲ့အတွက်ကြောင့်ပေါ့ကျွန်တော်တို့ကတက္ကသိုလ်တက်ခဲ့တဲ့ academic ပညာရေးမပြီးခဲ့ဘူးဆိုရင်တော့မဒီဘက်မှာရှိတယ်ဒီ professionalism ရဲ့ပညာရေးကဆက်ပြီးတော့ ongoing သွားနေပြီဆိုတော့เนาะဒါငယ်တွေအနေနဲ့စိတ်သက်ကြစရာမလိုဘူးပေါ့เนาะကိုကဒါဒီမှာပဲ stack ဖြစ်သွားမှာဆိုတော့စိတ်ပူစရာမလိုဘူး education ကသူ့ဘာသူဆက်ပြီးတော့သင်ယူနေလို့ရတယ်ပေါ့လုပ်ငန်းကိုအတွေ့အကြုံပေါ့စာတွေ့ရောလက်တွေ့ရောသင်လို့ရတယ်ဆိုတာလို့ဒီပေါ့เนาะဟုတ်အဲ့လိုဆက်ရှိပါလိမ့်မယ်ဟုတ်တယ်ညီမလည်းမြန်မာနိုင်ငံကပွဲမြင်ရခဲ့ ဟုတ်ကဲ့ဒီမှာငါပွဲနေတော့ပွဲလုံးဝမရှိအဲ့ဒီ hill တက်မှာပဲတက်ပြီးတော့ down တက်ခဲ့ရဆိုလေအေးအဲ့ဒါပူစင်နောက်တစ်ခုကအဲကျွန်တော်အတွေ့အကြုံလည်းအဲ့ဒါပေါ့နော်ဒီမြန်မာနိုင်ငံမှာရတဲ့ဘွေတွေပါတွေကအဲရခဲ့ရင်ကောင်းတယ်ဒါပေမဲ့လို့ဒီအလုံငန်းခွင်အင်တာဗျူးမှာပေါ့နော်ကျွန်တော်ရန်လုံးကြီးလို့ရခဲ့လို့ခက်များများတော့အရေးကြီးတာမဟုတ်ပေါ့နော်အဲကျွန်တော်ဆိုဒီလူကြီးမှာစပြီးတော့အင်တာဗျူးတွေဆက်ရောက်မှာတန်တိုင်းပြောရင် confidence တိတ်မရှိဘူးပေါ့ဘာလို့လဲဆိုတော့ကိုကအာ science boy ကြီးကရတာလေပေါ့နော်ဒါပေမဲ့ hospitality နဲ့ အလုံးလာလုံးကိုအင်တာဗျူးရယ်ဆိုတော့ငါ့ကိုဒီဘွဲယူနှမ်းထောက်ပြီးနေရင်ငါတေးပြီဆိုတော့စိတ်မျိုးကြောက်တယ်နော်အဲ့ဒါနဲ့အဲ့ဒါနဲ့အဲ့တော့ကျွန်တော်ဒါရိုက်တာရွန်ပေါ်သူကအင်တာဗျူးပြီးတော့ပြောရယ်ပေါ့နော်အာသူကဒီဒီအကယ်ဒမီနဲ့ပတ်သက်တာလေငါတို့ဒီဟိုပေါ့ဟိုအရေးမကြီးဘူးပေါ့နော်ဒီ ် algorithm တခုလုံးမှာအရေးမကြီးဘူးပေါ့တကယ်အရေးကြီးတာမင်းဘယ်ဟာကို passionate ဖြစ်လဲမင်းတကယ်ဒီ hospitality ကိုစိတ်ဝင်စားရလို့လားတကယ်ဟိုပေါ့နော်နှလုံးသားနဲ့အလုံးလုံးနိုင်တဲ့သူဟုတ်လားမဟုတ်လားဆိုတာအရေးကြီးရဆိုတဲ့အကြောင်းပေါ့နော်အဲ့ဒါလေးပြောရဲနောက်ပြီးတော့ကျွန်တော်ဆိုလဲအဲ့တော့ကတကယ်ဒူဘိုင်းလာရောက်သွားတယ်ပေါ့နော်အခုမှ certificate လို့ပြောစားဆိုလို့ဒီကျွန်တော်တို့ကတော့ Ministry of Hotel and Tourism ပေါ့နော် MOHD ပေါ့ဒီရွာမှာရန်ကုန်ကမြို့ထဲမှာဒီတိုင်း ုံဆောင်လားမသိဘူးအဲ့လောက်နဲ့တက်ထားတဲ့ certificate လေးတစ်ခုပဲရှိရပါဘူးအဲ့ဒါလေးနဲ့ပေါ့အဲတွားခဲ့ရတာပေါ့နော်ဆိုတော့အဲဆိုတော့ academic တီကိုတက်နိုင်ရင်အဲကောင်းတယ်ဒါပေမဲ့ academic မပြီးခဲ့လို့ပေါ့နော်ဘွဲမရခဲ့လို့ diploma တွေမရခဲ့လို့ certificate တွေမရခဲ့လို့ဒါစိတ်ပူဆိုးနေစာရှိဘူးဆိုတာဟုတ်အဲကျွန်တော်အတွေ့အကြုံပေါ့လို့ကလာမိုးရဲ့အတွေ့အကြုံပြောပြပြီးသွားပြီးဖြစ်တဲ့ပုံပေါ့နော်အဲဒီအခုမှမြန်မာ design design နဲ့ထွက်လာတဲ့လူအနေနဲ့လည်းအရင်စိတ်မပူကြဘူးပေါ့နော်ကျွန်တော်ဒါလေး sharing လုပ်ပေးချင်ပါတယ်ဟုတ် ဟုတ်တယ်ဟုတ်တယ်ပြီးတော့ hospital မှာလို့ရှင် attitude ကအရေးကြီးဆုံးပဲအဲ့လို hotel တိုင်းမှာက तू က employee of the month တော့ပါတော့အဲ့လိုညီမပြောမယ် education တက်ခဲ့တဲ့ diploma တွေ bachelor တွေအဲ့ဒါထက်ဒီအဲ့ဒီ certificate ကပိုရေးကြီးရဲ့ဥမာကို CV မှာထည့်တာ best employee of the month ဆိုတော့ तू ကဒီလို attitude ကောင်းခဲ့လို့ဒီလိုစုရတာပေါ့နော်အတုံးမှာအဲအဲ့ဒါကိုပူချီရဆိုတော့လောက်ပဲကြိုးစားပါအောင်ရအဲ့ဒါလည်းဟိုဘော proud moment ဖြစ်တယ်ပေါ့နော်ကျွန်တော်ဆိုလည်းအဲ့ဒီဟိုဒီမှာ အဲ hardest of the man ပေါ့အကောကကျတော့သူက employee of the man ဆိုတော့ hardest of the man ခေါ်တာပေါ့အပြီးလဲပြောသူရလဲရပြီးတော့အဲဓပုံကိုသူက frame နဲ့ချိန်ပေးတာနဲ့ရတော့ hall of fame ပေါ့နော်အဲ့လိုမျိုးချိန်ပေးတာအဲ့ဒါရတစ်နှစ်လုံးရှိတာဒီနှစ်မှာရရင်တစ်နှစ်လုံးရှိတာပေါ့နော်အဲကိုလည်းဂုံယူရတယ်နောက်ကိုလိုမျိုးပေါ့နော်ဒါမြန်မာလည်းရတာလို့ရပူတယ်အဲမြန်မာလူမျိုးတွေလှုပ်ကြိုးရဲဆိုတော့ appreciate ဖြစ်တယ်ပေါ့နော်သူတို့လည်းမြန်မာဆိုတဲ့လူမျိုးကိုဒီဟိုဟာပါကျွန်တော်2021နောက်ပိုင်းမှာပို့ပြီးတော့ရင်းနှီးလာပေါ့အရင်တော့ စီနီယာတွေစူးစမ်းခဲ့တယ်ရှိခဲ့တယ်မြန်မာဆိုရင်အလုပ်စူးစမ်းဆိုတော့ကအရင်ကရှိခဲ့တယ်ဒါပေမဲ့27နှစ်ကတည်းကအဲ့လိုအလုံးကအရင်ကဝင်လာကြတော့လေအာမင်းတို့စီနီယာရင်တော့စူးစမ်းတယ်မင်းတို့လည်းစူးစမ်းတော့ဆိုတော့ပြောလာကြတယ်နောက်ပိုင်းမှာလည်းတကယ်စူးစမ်းကြပါတယ်ဟိုတယ်လိုက်မှာမြန်မာလိုပြောလို့ရှိရင်လေအဲကျွန်တော်တို့ဆိုလည်းဒီမှာမြန်မာတဲက60ရဲ့လူရှိလားခေါ်ပေးအောင်ဆိုတာမျိုးလေးနောက်ပိုင်းရှိလာကြတော့ဒါလို့တော့ဝမ်းသာရတော့ပေါ့နော်ဟုတ်တယ်အဲ့ဒါတော့ဝမ်းသာရဟုတ်တယ်ဟုတ်တယ်ဒါပေမဲ့ဟိုတစ်ခုပေါ့နော် အဲအလုပ်တွေကိုအကုန်လုံးရှောက်ပြီးတော့မှကိုကအလုပ်တစ်ခုကိုရသွားတယ်ကိုတစ်ခုလုပ်နေတဲ့အလုပ်ကလေကိုရဲ့နိုင်ငံကိုစားပြုရယ်နော်အဲအလုပ်အလုပ်စူးစမ်းတာဟုတ်တယ်ဒါပေမဲ့ဒီဘက်မှာကျတော့ အလုံးနှစ်ခုပြန်လာတဲ့အခါကိုကအလုတ်ကရပြီးသွားပြီနောက်လုတ်တစ်ခုကိုရင်တော့ရှောက်ခရဲအလုတ်တစ်ခုကခေါ်လို့ဆိုတော့ချက်ချင်းထွက်သွားအောင်မျိုးမလုတ်စေချင်ဘူးပေါ့နော်မလုတ်စေဟုတ်ဟုတ်ဘာလို့လဲဆိုကုမ္ပဏီတစ်ခုကသူကအချိန်ကြီးအများကြီးရင်းနှားရတယ်ဗီဇာရရင်းနှားရတယ်အဲ့ဒီအဲ့လိုမျိုးရင်းနှားရတဲ့မှာကိုကထွက်သွားတဲ့အခွေတယောက်ပြီးတော့နောက်တယောက်ကလည်းလို့တယောက်ဆိုနောက်ဆိုမြန်မာလူမျိုးမငါဟိုမခေါ်ချင်တော့တာမျိုးမဖြစ်စေချင်ဘူးပေါ့နော်အဲ့တော့ကိုတစ်ခုလုတ်တယ်နိုင်ငံသားမှာကိုယ်နိုင်ငံကို represent လုပ်ရတာဖြစ်တဲ့အတွက်နောက်လာမဲ့လူတွေကိုကိုချင်းစားပြီးတော့ဒီလိုမျိုးတွေမလုပ်စေချင်ဘူးမို့နော်အဲအဲအကြောင်းကိုလည်းညီမဆိုရင် အဲကိုသွားတဲ့နေရာဆိုရင်ရရင်ရနိုင်တလောက်အကုန်လုပ်တယ်အဲအလုပ်ကြိုးစားရတော့သူတို့သိရဲ့အဲပြီးတော့ညီမတို့အလုပ်တွေလည်းခေါ်ခိုင်းတယ်တခုကညီမတို့ recommendation ပေးရမှာရမ်းကြောက်တယ်ကိုသိရတူလည်းမဟုတ်တော့လေအဲကို recommendation ပေးလိုက်ပြီးတော့မှ6လမပြည့်ပဲထွက်သွားတာမျိုးဆိုရင်အဲမကောင်းဘူးเนาะဟုတ်ပါဘူးဟုတ်အဲ့တော့ ethics ရှိလေးနဲ့ဒါ ethics အစကန်ရှိမယ်ဆိုရင်ပေါ့နော်ကိုရဲ့နာမည်ရောကိုလူမျိုးဒါနောက်လာမဲ့ဂျူနီယာတွေအတွက်ခေါ်တာအထောက်ပံ့ဖြစ်တယ်ဆိုတဲ့သဘောပေါ့နော်ဟုတ် ဟုတ်တယ်ဆိုတော့ဒါနောက်ဆုံးတစ်ခုတော့တော့ဖြစ်မယ်ပေါ့နော်ကျွန်တော်မိကုံးလေးချထားတာဒါဒီဟာတစ်ခုပဲရှင်ပါပေါ့ဆိုတော့အာမိုးနေလဲကဒီ interview ပေါ့ဒီအလုံး like အရင်တော့လည်း online ကနေမြန်မာပြည်မှာကလေးကလည်းရှောက်ထားတယ်အခု black sheet တောက်ရှိနေစပါဒီ internship program မျိုးပါရောနဲ့ interview တွေလည်းဝင်ခဲ့ရမှာပဲ HR နဲ့လည်းတွေ့ခဲ့ရမှာပဲ department head တွေအများကြီးနဲ့ပေါ့နော်ဘာလို့ဆိုတော့ department တစ်ခုတည်းတော့မဟုတ်လေတခြား department တွေသွားရဲဆိုတော့ department head တွေအများကြီးနဲ့လည်းတွေ့ရမှာပေါ့ဆိုတော့ဒီ interview မှာပေါ့နော်အရေးကြီးတာဘလို့အရာလေးတွေအရေးကြီးမယ်ဘလို့မေးခွန်းလေးတွေကအဓိကမေးတတ်တယ်ပေါ့နော်အခုမှစပြီးတော့နိုင်ငံခြားမှာစအလုပ်ထားခုမဲ့သူတွေလည်းကျွန်တော်ဒါအရေးကြီးတယ်လीဆိုတော့ဘလို့မျိုးအချံပေးခြင်းပေါ့ interview မေးတတ်တဲ့မေးခွန်းလေး ethic တွေနဲ့ပတ်သက်ပြီးတော့ဟုတ်အဲ interview မေးခွန်းတွေကတော့ဒီ manager တော်တော်များအကုန်တူတူပဲပဲနေရပဲသူကဥပမာပထမဆုံးလာတာ tell me about yourself အာပြီးလို့ရှိရင်ကိုယ့်ရဲ့ experience ကိုမေးမယ် tell me about your summer ကိုရဲ့ experience ကိုထည့်ပြောပြပါဦးဒီ question ကဖြေစရာမလိုဘူးသူတို့မေးပါလားမဟုတ်တော့ပြီးရင်ဘာလို့ဒီကို join ချင်တာလဲဟုတ်တယ်ဒီ company ကြောင်းဘယ်လောက်တည်လဲအဲ့လောက်ပဲပေါ့နော်အပီလို့ရှင့်အဲဟိုတိုင်းမှာအင်တာဗျူးဆင်းရတော့ကွာတယ်။ဟိုမှာ၃ဆင်းဖြင်းဖြင်းမယ်၊၄ဆင်းဖြင်းဖြင်းမယ်၊တချို့က၁ဆင်းဖြင်းဖြင်းမယ်။တချို့က၂ဆင်းဖြင်းဖြင်းမယ်။ အဲကိုကပထမဆုံးဆင်အောင်အောင်ဝိုင်းဆိုတော့လှုပ်လှုပ်ရဖို့က69တသမ900ခိုင်နှုန်းတော့တေချာဝိုင်းအဲနောက်တစ်ခု HR နဲ့ပေးတွေ့ရဆိုတာကိုမေးခြင်းနဲ့မေးခွန်းနေအဲမေးလို့ရအောင်ပေါ့နော်လာစာနဲ့ပတ်သက်တာတွေဘလော့ဘလော့နေလို့ရှင်ရရတို့ကတိုးနိုင်တယ်အဲ့လိုမျိုးပေါ့ဒါအဲ tell me about yourself ကိုဟိုငငယ်တော့ကျွန်တော်မြန်မာနိုင်ငံမှာသင်ထားရရဆိုလို့ရှင်သူတို့လည်း um tell me about yourself my name is mo i have two brothers and one sister အဲအဲ့ဒါတွေကမလို့ဘူးပေါ့နော် ကိုဖြေရမယ့်ဟာကကိုအတွေ့အကြုံတွေကိုဥမာအလွယ်ဆုံးညီမပြောပြရမယ် ChatGPT ကိုသွားပြီးတော့လေကိုရဲ့အတွေ့အကြုံတွေကိုအယုံဆုံးချရေးချပြီးလို့ရှိရင် um okay ဒါက tell me about yourself ကိုပြောချင်တာပေါ့နော် interview မှာအဲ့လိုမျိုးဟာကိုစီပြီးစာစီခိုင်းလို့ရရပေါ့နော်အဲ့လိုပြောတာပို့ပြီးတော့အဆင်ပြေတယ်အဓိက tell me about yourself okay my name is mo i've been working in hospitality for 6 year and stuff like that အဲ့လိုမျိုးဟိုကိုအတွေ့အကြုံအကြောင်းပို့ပြောတာများတယ်ပေါ့နော်မိဘအကြောင်းတွေပါဘာမှမလုပ်ပါဘူး လို့အင်တာဗျူးမဖြေခင်ပြီးတော့ညီမဆိုပဲအင်တာဗျူးပဲမဖြေခင်ဟိုကကို Crown Plaza မှာရှောင်းမယ်ဆိုရင် Crown Plaza Wikipedia ဆိုပြီးတော့ရှိတယ်သူတို့ brand တွေကနှစ်ခုရှိတာဥမာ hotel အကြီးတွေ like Hilton တို့ Four Season တို့ကသူတို့က category အများကြီးရှိတာဟို Four Season ကတော့မရှိဘူးသူကတစ်ခုပဲပဲနိုင်ငံမှာမဆိုဥမာ Hilton ဆိုရင်သူက Water of Astoria သူကခွဲထားတာကို luxury ဆိုရင်တစ်ပိုင်း full service ဆိုရင်တစ်ပိုင်း focus service ဆိုရင်တစ်ပိုင်းအမှ brand တွေဘယ်နှခုဖွင့်မျိုးဝါပြီးဘယ်နှနိုင်ငံလောက်မှာရှိဘူးဝါအဲ့ဒါတွေကဘယ်မှာအသုံးဝင်လဲဆိုတော့ကိုကိုသူတို့ကမေးလိုက်မှာဘာလို့ဒီမှာရှောက်ကျင်တာလဲဆိုရင်ဟိုမှာ all hidden ကဒီနိုင်ငံတွေမှာဒီလောက်တောင်အများကြီးဖွင့်ထားတယ်ဆိုတော့နည်းနည်းတော့ impress ဖြစ်တာပေါ့သူဩသူတင် interview မလာခင်ဒါတွေဖတ်ထားတယ်ဆိုပြီးတော့ဘာလို့ hotel မှာလုပ်နေတဲ့သူ brand မှာလုပ်နေတဲ့လူကအဲ့ brand ကဘာတစ်ခုလုံးမှာဘယ်နှခုရှိလဲဆိုတော့တိမိသားဖြစ်တော့လေ မှာ Wikipedia ကိုအမြဲတမ်းသွားပြီးတော့ကြည့်စေချင်တယ် ChatGPT ကိုလည်းချက်ချက်တွင်တွင်သုံးစေချင်တယ်ဒါမှမဟုတ်ဒီခါလေးကျရင်တော့ information မှားနိုင်တယ်အဲ့လို Google ကိုသွားပြီးတော့ ChatGPT ကိုသွားပြီးတော့နှစ်ခုလုံးရှင်းမျိုးကိုဖတ်ပေါ့နော် ဟုတ်ကဲ့ဟုတ်ကဲ့အဲဆိုရင်ဒါအရင်ပေးနေတာအင်တာဗျူးလုပ်တော့သွားရမယ်ဆိုရင်ပေါ့နော်ကိုတမယိုးကြရှိနေပြီးသားအင်တာဗျူး inputs တွေလေးလာနောက်ဒီကိုအကြောင်းပြောဖို့ဆိုရင်ပေါ့နော်ခုမှရှိတဲ့ data တွေကို ChatGPT ကို analyze လုပ်ခိုင်းလုပ်ခိုင်းပြီးတော့ဒီဘယ်လိုမျိုးပြန်ပြီးတော့ဖြည့်တင်မယ်ပေါ့နော်ဘယ် check ပြီးတော့ highlight လုပ်တင်မယ်ဆိုတော့ပြန်ပေးလိုက်ရင်ဟုတ်သူ့ရဲ့ဟို analyze လုပ်ပေးတဲ့ skill ကတော်တော်လေးကောင်းတယ်ပေါ့နော်ကျွန်တော်တို့ဒီ ကိုယ်ကလည်းကြည့်ပြီးတော့မှအဲသူကအဖြေပြန်ထုတ်ပေးရင်တော့မှ EC English ကိုဘယ်လိုမျိုးလေးပြီး special လေးတော့ highlight လုပ်တင်မယ်ဆိုတော့ကျွန်တော်တို့ကပြန်ပြီးတော့မေးလို့ရတယ်ဘူးဒီ video ကြည့်နေတဲ့မှာသူရဲ့ဘဲမှာလဲပေါ့နော်အခုဒီ ChatGPT ကိုမသုံးကြည့်ရသေးတဲ့သူပါရင်လည်းသုံးကြည့်ပါပေါ့နော်ဒီ ChatGPT ကိုသုံးပြီးတော့ကျွန်တော်တို့ interview ဖြေတာမှာရောကိုယ်တ English လေးလေ့လာတာမှာရောကိုယ့်ရဲ့ဘာသာရပ်တင်တာမှာပေါ့နော်ဒါလုပ်လို့ရတယ်ဆိုတာလေးကျွန်တော်ဟုတ်ဟိုဖြည့်ဆွတ်ပြီးတော့ပြောပြစေပေါ့နော်ဟုတ်ဆိုတော့ဟုတ်ဒီ အာဘာရင်းနဲ့ပတ်သက်တာတော့ဒီလောက်လေးပဲပေါ့နော်ဟိုဟာကြားဖြတ်မိတာကဟိုဟာမမိကောင်းတော့ပါဘူးဆိုတော့ hotel life မှာပေါ့နိုင်ငံခြားရောက်နေတဲ့ဒီမှာတယောက်နေလို့ပေါ့နော်ကိုရောက်နေတဲ့နိုင်ငံရောက်နေတဲ့ဌာနတဲ့အလုပ်တွေပါပေါ့ကိုပျော်အောင်မိုးဘလို့စူးစမ်းတယ်ပေါ့ဒါလူတန်းရှိရကွာအသေးချန်နေတဲ့အချိန်လေးအိမ်ရောလွမ်းတဲ့အချိန်လေးတကယ်ကြီးနေနဲ့ဖွဲလိုက်ရတဲ့အချိန်လေးအလုပ်မှာ stress တွေပြီးပြီးရော complaint တွေကိုတောက်လျှောက်ရတဲ့အချိန်လေးပေါ့နော်ပြီးတော့ internet issue တွေလည်းရှိမှာပဲလေ အဲ့လိုမျိုးအချိန်မှာဒါစိတ်ကဘယ်လိုခွန်အားပြန်ပြီးယူလဲဘယ်လိုပျော်နေလဲနောက်ကနေ့ချိန်ဆက်ဖို့အတွက်ပေါ့နော်ဘယ်လိုမျိုးအားပြန်ပူရဲဆိုတာလေးနည်းနည်းအားပေးပေးပါအောင်အဲ့လိုဖြစ်နေသေးတယ်တော်တော်လေးများတယ်ပြောပါဟုတ်တယ်ဟုတ်တယ်အဲ့ဒါတော့ဖြစ်တယ်ဒါပေမဲ့ဟိုကကုညီမတို့တော်တော်များများလေးညီမလူမျိုးတော်တော်များများဟိုးငယ်ငယ်တွေကဟိုဒီကိုကြီးပြင်းလာတဲ့ပဝန်းကျင်အားစဥမာချော်လဲရင်အားစပြန်ပြီးရိုက်မိဘရိုက်တတ်တဲ့ဟိုကမျိုးအဲ့တော့ကိုအမားတစ်ခုလောက်လိုက်လို့ရှိရင်အ ဲ့လိုအမြဲတမ်းတောင်းမှန်တတဲ့အချင်းရှိတယ်။တောင်းမှန်ပြီးတော့ကိုကိုကိုအရင် blame လုပ်တာရှိတယ်။ညီမလည်းတူတူပဲအရင်တော့အဲ့ဒါကညီမ4 season မှာ join ။4 season ကို join ပြီးတော့ညီမဒီဟိုဟာ European တော်တော်များများလို့တော့သူတို့ရဲ့ mindset တစ်ခုမှတင်လိုက်ရတာကတခုခုသူတို့အမားလုပ်တယ်ဆိုရင်တော့သူတို့တောင်းမှန်နေရင်လည်းတစ်ခေါက်ပဲအဲ့ဒါပြီးလို့ရှင်အဲ့ဒါကိုမှထပ်ပြီးတော့ play နေတယ်ဆိုလို့ရှင်သူတို့ကဟိုဟိုလူတိုင်းအမားလုပ်တာပဲပေါ့ငါတယောက်တည်းမဟုတ် အိမ်ပြန်သွားပြီးတော့အဲ့အကြောင်းကိုပြန်စဉ်းစားပြီးတော့ညီမတို့လူမျိုးတွေလို့ကိုကိုပြန်မပလင်းဘူးသူတို့ဒါပြင်တာပဲအဲကိုကိုကိုပြန်ပြီးတော့အဲ့လိုမျိုး blame တက်လို့ရှိရင်အဲ့ကိုရဲ့ confidence လည်းကျရတယ်လို့စိတ်ကတဖြည်းဖြည်းနဲ့ညစ်လာတည်မလားငါဘာမှမလုပ်နိုင်ဘူးဘာမှမလုပ်နိုင်ဘူးဘာမှမလုပ်နိုင်ဘူးအဲ့လိုမျိုးနဲ့အဲဖြစ်လာဆိုညီမကိုကိုအဲ့နောက်ပိုင်းကြောက်အောင်နေတယ်ပြီးတော့အခုဘာဟိတ်မှဆိုလို့ရှိရင်တကယ်လို့အစ်တရောက်လာတာပဲဖြစ်ဖြစ်ဘလို့ပဲဖြစ်ဖြစ်ညီမတို့ဒီညီမအိမ်မှာဆိုရင်ဘာလုပ်လဲဆိုညီမတွေ အဲဇာတာဘေးနေဆိုလို့ရှင်စုပြီးတော့မုတ်စားကြတော့ဘာလို့ရှိရပေါ့နော်အဲ့လိုမျိုးဆိုဘာညာတော့အလောက်ကြီးစိတ်ပူစရာမလိုဘူးလို့ထီချန်နေရဆိုလို့ရှင်ညီမကို text လုပ်ပြီးတော့ညီမ6ယောက်9ယောက်လောက်ရှိရမှာအဲ့လိုမျိုးအဲလာလို့ရရပေါ့နော်ဒူဘိုင်းမှာဆိုရင်စိတ်ညစ်စရာမလိုဘူးပြင်းညစ်လို့ရှင်အရိကာကိုသွားပြီးတော့ shopping ထွက်လိုက်ဈေးတန်နေနော်อืมတယောက်သေးအဲ့လိုအရန်ထီချန်နေတာဘယ်သူမှမရှိရဘူးမဟုတ်ဘူးပေါ့နော်ကိုပါကိုဒီ hotel ရဲ့လူတွေပဲဖြစ်ဖြစ် ဒါမှမဟုတ်လည်းနည်းနီးစက်တဲ့ဒီမြန်မာလူမျိုးချင်းအဖြစ်ဖြစ်နိုင်ငံသားနဲ့ဖြစ်ဖြစ်ပဲပေါ့နော်ဒီတကယ်ချင်းမိတ်ဆွေဖွဲ့မယ်လူစားတာတောက်တာတွားတာလာတာတွေလုပ်ပြီးတော့ပေါ့နော်ကိုဟို survive လုပ်နေလို့ရတယ်ဆိုတော့ပေါ့နော်ပြီးတော့ဟိုမိုးပြောလို့ဆိုရင်ဒါဘာရင်းမှာလည်းမြန်မာတွေနည်းနည်းဥပေါ့ဒါဟိုအပွက်လေးအောင်လုပ်ပြီးတော့နေလို့ရတယ်ဆိုဒီမှာတော်တော်များနေပြီလို့ပြောရမှာပါနော်ဟုတ်တယ်ဟုတ်တယ်ဒီညီမလောက်ခဲ့တဲ့ဟိုတယ်တော်တော်များများမှာအခုဘာရင်းမှာဆိုရင်တော့ crown plaza မှာသူညီမတယောက်မှမရှိဘူးဒါပေမဲ့ downtown လို့တန်းလာမှာညီမတယောက်ရှိ ိုးစီဇင်မှာဆိုရင်မြန်မာအဲရာဒူတီဘိုင်းမှာလုပ်နေတဲ့အမတွေလည်းရှိ housekeeping မှာဆို housekeeping ဆိုတာလည်းမြန်မာပဲပြီးတော့ဒီ home time ထဲမှာလုပ်နေတဲ့တယောက်ရှိတယ်အာပြီးတော့ spa မှာလုပ်နေတဲ့တယောက်လည်းရှိတယ်ညီမတို့က reception မှာလုပ်ခဲ့ရဆိုတော့ညီမတို့ကများပါတယ်တိကျတနေရာတစ်ခုထဲမှာပြုံနေတာမျိုးမဟုတ်တာဒူဘိုင်းမှာတော့အဲ့လိုတနေရာထဲမှာအများကြီးတွေ့နိုင်တယ်ပေါ့နော်ဒီမှာတော့အဲ့လောက်ကြီး အဲ့ဆိုဒီပါရမအလုံးလာလို့ရှိရင်ကိုဟိုတယ်မှာမြန်မာရှိနေနိုင်တာလည်းဖြစ်နိုင်တယ်အဲ့လိုမရှိနေဘူးဆိုရင်တော့မကိုနေတဲ့မြို့နယ်ကိုနေတဲ့ accommodation တော့နားမှာလည်းဒါမြန်မာရေးရှိနိုင်တယ်ပေါ့နော်နောက်ပြီးတော့ဆောနာပြောသလိုဒါရာတူရာတူရှိတဲ့နေရာမှာပါမြန်မာရေးရှိနေပြီဆိုတော့ဒါနေရာလည်းရတယ်ပေါ့နော်ကိုက Arabic မဟုတ် Arabic မပြောတဲ့လို့ Arabic မဟုတ်လို့နေရာမကြောက်ဆိုတော့မဟုတ်ဘူးဒီမြန်မာရေးကိုယ်တိုင်လည်းဒီမှာဆရာရာတူတွေ supervisor ရာတူတွေရနိုင်တယ်ဆိုတော့ပေါ့နော် ဟုတ်တယ်ဟုတ်တယ်အဓိကတော့ကိုလုံးနေတဲ့အလုပ်ကိုတေချာတီးလို့ရှိရင်အဲအဓိကကိုကဘ ഹു တုတ္တရှိပါလို့ရှိရင် သူများပြောတိုင်းဟိုမနာတတ်တော့ဘောဥမာကိုကိုမှန်တယ်ဆိုလို့ရှိရင်ယုံကြည်မှုကရှိသွားလိမ့်မယ်အဲ့တော့ပဲကိုကအလုံးမှာယုံကြည်ညီမတို့ဟိုတယ်လောက်ကကြတော့ဟိုတယ်မှာအဲ spend time လုပ်ရတာကပုံများရလေကိုရဲ့ life လို့ဖြစ်လာ ဲ့တော့ကျတော့ကိုဒီမှာမပြောလို့ရှိရင်ဘလို့မှပြောမှာမဟုတ်ပြန်သွားလဲပြောမှာမဟုတ်အဲ့တော့ကိုလောက်ကိုကိုသေချာတည်အောင်လို့ကိုအဲ့မှာ confidence ရှိပြီဆိုတခြားသူတွေကဘယ်နေရာမှာဖြစ်လေတော်လို့ရှိရင်ပေါင်းတည်ရတော့များလာပဲအဲ့လိုပဲပေါ့အလုပ်ဆိုရင်လည်းလုပ်တော်တယ်အဲ့လိုပဲညာအဲ့ဆိုမိုးချမ်းပေးတင်တာဒီကိုကို confidence ရှိအောင်သေချာဟိုအာယုံလဲအလုပ်ကိုလည်းအားလုံးဆိုင်ပြီးတော့လုတ်ပေါ့နော်နောက်ပြီးတော့ကိုယ့်ကိုအဖြစ်အပျက်မတင်မိစေနဲ့ပေါ့နော်ကိုယ့်ကိုအရင် blame မိတာမျိုးဖြစ်တဲ့ဒါအားလုံးဖြစ်ဖြစ်နေတာပဲကျွန်တော်တို့လည်းဖြစ်တယ် အဲ့ဒါကိုနည်းနည်းရှင်းပေါ့နော်နောက်တစ်ခုကဇာတော့ဒီမှာပေါင်းခြင်းလေးတစ်ခုတိစောက်ပေါ့နော်နိုင်ငံတခြားနိုင်ငံသားတွေဖြစ်ဖြစ်ကိုလုပ်ငန်းခွင်လဲလူတွေဒီမှာရှိတဲ့မြန်မာတွေဖြစ်ဖြစ်ပေါ့နော် community လေးတစ်ခုတိစောက်ပြီးတော့ဒါဟို people solution နဲ့ဖြတ်တန်းလို့ရတယ်ပေါ့နော်အထူးစဉ်းစားရင်အလုပ်ကြီးပဲလုပ်နေရတာမဟုတ်ဘူးဆိုတာကိုဒါအပေးချင်တာပေါ့နော်ဟုတ်တယ်ဟုတ်တယ်ညီမဆိုရင်ဒီအဲဟုတ်တယ်တခုဆိုရင် तू ကမရှိဘူးဆိုရင် nationality က63ခုဒါမှမဟုတ်50လို့ရှိတာတော့အဲ့လိုမျိုးဆိုရင်ကွာအဲ သူတို့နိုင်ငံကိုသွား63နိုင်ငံကိုသွားပြီးတော့လဲစီရမလို့ဒီလူတွေတနေရာထဲမှာဆူတွေ့ရဆိုတော့လေညီမဆိုရင်သူတို့ ਨੇ အဆင်ပြေအောင်နေတယ်ပြီးသွားလို့ရှိရင်ဘာတစ်ခုပြောတတ်လဲဆိုတော့တကယ်လို့မြန်မာကိုသွားခဲ့လို့ရှိရင်စိတ်မပူနိုင်ငါအိမ်ငါအိမ်ုံသွားငါအိမ်မှာပဲနေအဲ့လိုမျိုးပေါ့အဲ့ဒီဟာဘာရလဲဆိုကိုသူတို့နိုင်ငံသွားတဲ့ခါကြရင်လဲအဲ့လိုပဲပေါ့အဲ့တော့မှညီမတယောက်တည်းကိုပြောနေရမှာဟုတ်အီဂျစ်ကလူရှိမယ်အဲဆီးရီးယားလူရှိမယ်အဲ့လိုမျိုးအများကြီးဆိုတော့လေ ကိုခီးသွားတဲ့ခါကျရင်တို့လှမ်းမေးရပါဘောအဲ chat gpt ဒုတိယပါတို့ပဲလှမ်းမေးအဲ့လို trip itinerary ဘာလို့ဆိုလို့ရှိရင်အဲ့လိုပေါ့အဲ့လို communication ကောင်းတာတော့ကောင်းတယ်ကြောက်ပြီးတော့စကားမပြောဘဲနေတာတော့မဖြစ်စေချင်ဘူးပေါ့ရတဲ့ခွင့်ရရအောင်ပေါ့အဲ့တော့ကဒီ hotel လောက်လောက်ပြီဆိုရဲကိုကတကယ် hospitality mindset ကလည်းရှိရမယ်ပေါ်ယူရမယ်ပြပြဟန်ငါရှိရမယ်ဆိုတော့เนาะဒီလိုမျိုးဟိုကိုယ်ရဲ့ character ကိုလည်းအဲ့လိုမျိုးတွင်းထားလိုက်မှန်းအလုံးလုံးရတာရော ဒီနေ့အစဉ်ဘဝပတ်ဝန်းကျင်မှာပို့ပြီးဆင်ပြေပါရနော်ဟုတ်တယ်ဟုတ်တယ်မေကောလေးတွေကတော့တလောက်ပဲပေါ့เนาะဆိုတော့မိုးနေနေဒီဖြည့်ဆွက်ပြီးတော့ပေါ့တခြားဘာလေးတွေပြောချင်ချီအောင်ပဲဟုတ်တယ်ဖြည့်ဆွက်ပြီးပြောချင်တာဆိုရင်အဓိကတော့ကိုယ်ကိုယ်ယုံကြည်မှုရှိပါပြီးတော့အင်္ဂလိပ်ကမပြောတတ်တာကစေတနာကြီးတစ်ခုတော့မဟုတ် challenge တစ်ခုတော့ဟုတ်တယ်ဒါပေမဲ့အဲ့ဒါကိုကိုယ်အကောင့်ဘက်ကတွေးပြီးကိုယ့်ဘာနဲ့ကိုဟိုတနေ့တနေ့လေ့လာပေါ့နောက်တစ်ခုကကြတော့ညီမ page မှာအရင်တော့လာမေးရလို့ရှိရဲ့ညီမနိုင်ငံနေသူရရှောက်တော့ အာ CV ကိုအတုလောက်တာရှိရ experience တွေကိုလေနေရာမှာလုတ်ခဲ့တယ်ဒီနေရာမှာလုတ်ခဲ့ဟုတ်တယ်ဟုတ်တယ်အဲ့ဒါတော့မထည့်တာတော့ကောင်းတယ်ပေါ့နော်ဒါပေမဲ့ကိုကထည့်ပြီးသွားပြီဒီမှာလဲကိုကအလုပ်ရသွားပြီဒါပေမဲ့ဟိုတယ်ဒီမှာကိုအလုပ်ရသွားတာတခြားနေရာမှာပေါ့နော်ဟိုဟိုတယ်မှာမဟုတ်ဘဲနဲ့တခြားနေရာမှာလုပ်ရသွားပြီဒါပေမဲ့ကိုဟိုတယ်ကိုပြောင်းတဲ့အခါမှာကိုအရင်တော့အတုအထည့်ခဲ့တဲ့ဟာကဥမာ restaurant မှာ server အနေနဲ့လုတ်ခဲ့တာတော့ပါတော့အဲ့လိုမျိုးဖြစ်သွားပြီဆို ပြောင်းလို့မရတော့ဘူးလေနော်ဥမာ track လိုက်မယ်ဆိုလို့ရှိရင်ဒီအာ CV form ကတူနေမှရမှာဟုတ်အဲ့လိုမျိုးဖြစ်သွားလို့ရှိရင်အတ ିକ ကကြောက်เสียရမလို့ညီမလိန်မိုးတော့ပြောတာမဟုတ်ဘူးတကယ်လို့ကိုကအဲ့လိုမျိုးဖြစ်သွားပြီးခဲ့ပြီဆိုရင်တော့ဒီ YouTube ကိုသွားပြီးတော့ဒီ server တွေဘယ်လိုလုပ်လုပ်တယ်ဆိုရဲအကြောင်းနေသူတို့ရဲ့ conversation တွေဘယ်လိုလုပ်လဲလာကိုမ experience credible အနေနဲ့မရှိဘူးဆိုရင် theoretical အနေနဲ့လေ့လာလို့ရရတယ်ပေါ့နော် YouTube ကနေအဲ့လိုလေ့လာပြီးတော့မှ သွားပေါ့နော်ဘာမှမသိရထက်စားလို့ရှင်ဥမာကိုယ် CV ကိုကြည့်ပြီးတော့မှဟိုသူ server နေနဲ့လောက်ခဲ့ဒါမှ server ကြောင့်တခုမှမသိဘူးဆိုရင်တော့တိတ်တော့ဟောင်းဖြစ်ဘူးအဲ့လိုမျိုးဖြစ်ခဲ့ရင်တော့ YouTube ပဲဘာပဲလို့လို့ YouTube မှာရှိရပေါ့နော်အဲ့အဲ့ဒါကိုသင်စေခြင်းနဲ့အဲ့ဒါပြီးသွားစေခြင်းနဲ့ပေါ့နော်အဲ့ဒါပါပဲစင်နာတော့ပြောအောင်နေပါဒီလိုမျိုးတိတ်ပြီးတော့အဲ့လိုမျိုးတခါလေကြာရင်တော့ဝမ်းထဲမှာပဲသိရမလားသူများတွေ vacation သွားနေတဲ့အချိန်ကိုမြန်မာနိုင်ငံကပြန်လို့မရအောင်လေ အဲညီမဆိုရင်ဖြစ်တာပဲကိုမြန်မာနိုင်ငံပြန်လို့မရဒါပေမဲ့အဲ့လိုကိုရှိရကျွန်တော်လည်းလောက်ပါပဲကျွန်တော်တို့ကမြန်မာ TV နဲ့ထွက်လာကြတာလေအဲ့တော့မြန်မာပြန်ဝင်ပြီးပြန်ထွက်ခက်ကြမှာဆိုတော့ဒီဒူဘိုင်းလူတွေရောအခုမိသားစုနဲ့လာတွေ့အနီးဆုံးလာအိုရိုကမ်ဘောဒီးယားတို့ထိုင်းတို့မှာတွေ့ချောလေးဒီနေမှာတွေ့ပါတော့အဲ့လိုမျိုးလေးတောင်လုံနေကြရတယ်ဟုတ်တယ်ဆိုတော့မဘန်ကောက်ရောက်ဖြစ်တယ်မနေ့ကနေ2ခေါက်လောက်ရှိမှာဘန်ကောက်မှာဟုတ်ဟုတ်စားလိုက် တော့လေအခုမှပေါ့နော်ဒီနိုင်ငံကျချားကို relocate လဲလုပ်ရမယ်နောက်ပြီးတော့အခုလက်ရှိသိချမပြင်ဆင်လိုက်ရပဲနဲ့ပေါ့နော်ဒါဒီလိုနိုင်ငံကျသွားရမယ် hotel life နဲ့လုပ်ရမယ်ဆိုရဲသူပေါ့နော်ဒီ hotelier တယောက်အနေနဲ့နောက်ထပ်လာမယ် hotelier တွေကို welcome လုပ်တာနောက်ဘယ်လိုအားပေးတာမျိုးလေးပြောပေးချင်တယ်ပေါ့နော်အာညီမကလေလူဆိုတာလေးဖြစ်မှုမှကိုချင်းစာတာဟုတ်ညီမစပြီးတော့ brand new ကို join တော့က Russia ကလူတွေနဲ့လှုပ်လို့ရတယ်။ကိုကအဲ့တုန်းက तू ကအဲ့လို napkin လေးခောက်နေတဲ့ဟာကိုကတော့ခုညီပေးရ။တက်ခုညီပေးကိုကအရန်ချောက်တတ်တဲ့လူဆိုတော့လေအဲ့တုန်းက तू ကပြောအားလုံးကိုမယူနဲ့ပေါ့အဲ့လိုမျိုးစိတ်တူပြီးတော့ပြောလိုက်တယ်။ဒါပေမဲ့အဲ့အချိန်မှာရန်ဝန်တဲ့ကကိုကကောင်းတဲ့ဘက်ကလှုပ်ပေးရပဲ။ဒါပေမဲ့ तू ဘက်ကယူလိုက်တဲ့ပုံစံကမဖြစ်ဘူးဆိုတော့လေ။အဲ့တော့အချိန်နှစ်လသုံးလလောက်ဆောင်မျိုးကိုတကယ်အလုံးမှာ confidence ရှိပြီဆိုမှပြန်ပြီးတော့ပြောရဲတာပေါ့နော်။ အဲအဲ့လိုမျိုးပဲဘယ်လုံးဝမဆိုအဲ့လိုကိုဘူလီလောက်ခံရတော့မဟုတ်အဲ့လိုမျိုးအခက်ခဲရတော့ရှိမှာပဲဒါမဲ့ညီမဆိုရင်လည်းအဲ့လိုပဲကိုနောက်ထပ်အစ်စ် joiner ဘယ်သူပဲလာလာကိုလိုမျိုးမဖြစ်စေချင်ဘူးသိရမလားအဲ့လိုမျိုးအများတန်းဟိုငါငါတော့ဘလို့ဘလို့ဖြစ်ခဲ့တာအဲ့လိုပြောပြပြောပြပြီးတော့အဲ့လိုလို့ဘယ်လုံးမဆိုကိုအထီးကျန်မဖြစ်စေချင်လို့ရှိရင် တယောက်ကောက်ကိုရှာဥမာကိုယ့်ရဲ့ supervisor ပဲဖြစ်ဖြစ်ကိုယ့်ရဲ့အာတငယ်ချင်းလှုပ်လို့ရတဲ့လူတယောက်ပဲဖြစ်တနည်းအားမှာကောင်းတဲ့လူတယောက်တော့ရှိအဲ့လိုမျိုးရှာပြီးတော့သူနဲ့ပဲ stick သူရှိရပဲတင်ယူတင်ယူပြီးတော့အဲ့လိုနေပေါ့နော်ညီမကတော့အဲ့လိုမျိုးပဲပြောချင်တယ်ပြီးတော့ hotel လှုပ်လှုပ်တာကအာဘယ်နိုင်ငံမှဆိုသွားလို့ရတယ်ကဘာပတ်လို့အရာဆုံးအလုပ်ဆိုတော့အာခါလေကြရင်တော့ထွက်ချင်တဲ့စိတ်ကတော့ဖြစ်လိမ့်မယ်ညီမတော်ကလည်းဖြစ်ခဲ့တာဆိုတော့ဒါမဲ့အဲ့ဒါတကယ်တော့မထွက်သွားနဲ့လှုပ်လှုပ်ကလှုပ်ကရမ်းရှာရလို့ဆိုတော့လေ ကုန်စင်ပြေမှာပါတခုခုကူညီလို့လို့ရှိရင်အဲအကိုကောင်အကိုရဲ့ page ကိုလည်းတွားမိလို့ရညီမရဲ့ page ကိုလည်းတွားမိလို့ရအချိန်တိုင်းပြန်ဖြည့်ပေးမှာပေါ့ဟုတ်တယ်ပါဗီဒီယိုလေးကျွန်တော်တင်ပြီးသွားရပေါ့နော်ဒီဖြည့်ရှင်လေးကြားရဲကျွန်တော်ရွေးတူတွေရောအငယ်လေးတွေရောပေါ့နော်သူတို့မိကုံးလေးတွေရှိလာနိုင်ပါတယ်ဗျာအဲ့လိုရှိလာခဲ့လို့ရှင်ဒီကျွန်တော်တို့ဒီ comment section ပေါ့နော်ဒီသူတင်လိုက်တဲ့ post ရဲ့အောက်မှာတက်လာတဲ့ comment တွေပေါ့နော်ကျွန်တော် Q&A session လို့ပုံစံမျိုးလေးပေါ့နော်အဲ့ဒါလေးလည်းအချိန် live ဝက်တန်တင်မယ်လေးလေးဆက်တော့ เนาะအဲ့လိုလေးဖြတ်ပြီးတော့လုပ်ဖို့လဲဆိုတော့တစ်ချက်လေးကံလန်ပြစီအဲ့မှာသူတို့လည်းနည်းနည်း clear ဖြစ်ဖြစ်ပေါ့เนาะပို့ပြီးတော့ရှင်းရှင်းလေးနားလဲသွားအောင်ပါဘယ်ဟုတ်ဟုတ်ကဲ့ရပါတယ်ညီမစနေတောက်ကြစနေဆိုတော့အရင်အားရဆိုတော့ပါဟုတ်ဆိုဟုတ်အဲ့လိုဒီဗီဒီယိုတင်ပြီးတော့မယ်ဟိုသိချင်တာရှိချရတဲ့သူဆိုလို့ရှင်လေဒါ mobile page ပေါ့เนาะအာလာပြီးတော့မေးလို့ရမယ်ပလား welcome ဖြစ်တယ်ဟုတ်ရရ ရတဲ့အချိန်တိုင်းရတယ်ဟုတ်ကဲ့အဲ့ဆိုကျွန်တော်တို့ခုဒီဗီဒီယိုလေးတွေချင်းပြီးသွားလို့ရှိရင်ပေါ့နော် comment session လေးကို Q&A ပုံစံမျိုးလေးပေါ့ထပ်ပြီးတော့လုပ်ပါမယ်အခါကျလို့ရှိရင်အဲမိုးရိုဘက်က audience ရောကျွန်တော် page က audience ပေါ့နော်ပြန်ပြီးတော့ပြပါမယ်ဗျာဟုတ်ဟုတ်ကဲ့ပါကျေးဇူးပါဟုတ်ဒီနေ့အချိန်ပေးပြီးတော့ဒီဗီဒီယိုကောင်းလေးလာလာရှိပေးတာရောနောက်ပြီးတော့အသေးစိတ်အကြံဉာဏ်ပေးပေးတာရောပေါ့နော်အခြေစုံအများကြီးရှင်ပါတယ်အဲဆိုနောက်ထပ်ဗီဒီယိုတွေမှာနောက်ထပ် ပို့ပြီးတော့ collaboration လုပ်နိုင်ဖို့အတွက်ပေါ့ပြောခဲ့ပါသေးရဟုတ်ကျေးဇူးပါကိုကြီးကိုလိုမျိုး collaboration ကမ်းလှမ်းပြီးပြီးတော့ဒီမှာပြောတဲ့ဟာလေးရှိပါလို့ရှင်ပြန်ပြီးတော့ခြုံပေးတာရောကျေးဇူးများတင်ပါတယ်ဟုတ်ကဲ့ပါအဲ့ဆိုလို့ရှင် audience လေးနှုတ်ဆက်ပါရဗျကျေးဇူးများတင်ပါရဗျနော်ဟုတ်ပါဘိုင်းနောက်ဗီဒီယိုမှာပြန်ပြပါဟုတ်ကဲ့